။တမရရေတို့မင်္ဂလာပါခင်ဗျ။ဒီနေ့ဗီဒီယိုလေးမှာမေးစရာတွေးစရာကောင်းတဲ့မေးခွန်းတစ်ခုနဲ့ဆက်လိုက်အောင်ပါ။အခုလက်ရှိကမ္ဘာကြီးမှာကျွန်တော်လူသားတွေပဲနေထိုင်ကြတာလား။ဒါမှမဟုတ်ကျွန်တော်မတိုင်ခင်တခြားအဆင့်မြင့်ကြီးမှုတွေပေါ်ပေါက်ခဲ့ဘူးလား။စိတ်ဝင်စားစရာအထောက်အထားအများကြီးရှိနေပါရဲ့။ကမ္ဘာဥစားနဲ့တက်ရှိတွေခြေရာကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးဟာလူသားတွေမပေါ်ခင်တက်တမ်းပေါင်းများစွာကတည်းကတည်ရှိနေခဲ့ပါရဲ့။ဒီစီလီယာရဲ့တနင်္လာရက်ရှောက်မှာမီးတောင်တွေပေါက်ကွဲရာ စစ်ပွဲတွေဖြစ်ပွားတာရေကြီးရစရဘလို့အဖြစ်ပြစ်မျိုးမဆိုဖြစ်နိုင်ခဲ့ပါတယ်ကျွန်တော်လူသားတွေကတော့အခုထိရှင်းတဲ့နေကြပြီမဲ့နာကတ်မှာဘာတွေဖြစ်လာမလဲဆိုတော့ဘသူမှမပြောနိုင်ပါဘူးတိတ်ပမီလာရှင်တွေကရှေးကြောင်ရင်ကျင်းမှုတွေရှာဖွေစိတ်ဝင်စားစရာအရာတွေအများပြားကိုတွေ့ရှိခဲ့ပါတယ်အနောက်ဩစတြေးလျမှာဆိုရင်လွန်ခဲ့နှစ်ပေါင်း3.5ဘီလီယံတက်တန်းရှိတဲ့ကြောက်တုံးတုံးပေါ်မှာတက်ရှိတွေတွေ့ရှိခဲ့ရဆိုတော့အစောပိုင်း တပ်ပေတွေမကြသေးခင်တွေ့ရှိခဲ့ပါတယ်။ဒါရုပေဒါနဲ့ခွဲခြမ်းစိတ်ပြချီးရကရှီအောင်သက်ရှိတွေဇီဝဗေဒဆိုင်ရာရုပ်ကျွင်းတွေကိုတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီခေတ်တော့ကဘာကြီးကအခုနဲ့မတူပါဘူး။တစ်တော်ကြီးတွေရှွန့်လွန်တွေတစ်ပင်ကြီးတွေနဲ့ပြည့်နေနေခဲ့ပြီးဒိုင်နိုဆောတွေကလွှမ်းမိုးထားခဲ့တဲ့အချိန်မှာဒါပေမဲ့ကဘာမြေကြီးကိုဩဃကကြီးတို့ကဝင်တိုက်ပြီးဒိုင်နိုဆောတွေပျက်စီးခဲ့ရပါတယ်။ ဲ့ဒီနောက်ပိုင်းမှာမိရပေါက်ွဲတာတွေငလင်လှုပ်တာတွေဆူနာမီလှိုင်းကြီးတွေနဲ့ကဘာမြေပေါ်ရောင်ကြီးတွေပိတ်ဆို့သွားသေးတဲ့ဖုံမှုတိမ်တိုက်ကြီးတွေကြောင့်ကဘာကျွေးတစ်ပင်ပန်းမှန်တွေဖြစ်စည်းခဲ့ရပါတယ်အဲ့လိုမျိုးအဖြစ်ပြက်တွေဖြစ်ပြီးရင်တော့ဘယ်ရမှဆိုရှင်တန်ဖို့ခက်ခဲမှာပါပျော်ဆုံးသွားတဲ့ရှင်အောင်ရည်ကြီးဖို့များတိမ်ပင်ပညာရှင်တွေစဉ်းစားကြတာကကျွန်တော်လူသားတွေမပေါ်ခင်ကအဆင်မြင့်ရည်ကြီးမှုတွေရှိခဲ့ပြီးဘာဘေးရနေတခုခုကြောင့် ျက်စီးသွားတာမျိုးရှိနိုင်မှာဆိုတာပါဥပမာအနေနဲ့လူရဲနှစ်ပေါင်း36လောက်ကခရီးကျုံးမှနေထိုင်ကြတယ်မန်နိုအန်ရင်ကျင်းမှုကြည့်ရအောင်ပါကြီးမားတဲ့မိတော်ပေါက်ကွယ်မှုကြောင့်ဘယ်ရောသူတွေကပျက်စီးခဲ့ရပါတယ်နောက်တစ်ခုကတော့စာရေးတာသင်္ချာပညာနဲ့သူရဲ့ကိုယ်ပိုင်ပြက်ကရင်တွေမှာပါအစိမ့်င့ခဲ့တဲ့မာယာရင်ကျင်းမှုပါဖြစ်စည်းခဲ့တဲ့ဆုပ်ပွဲတစ်ခုကြောင့်ဒီရင်ကျင်းမှုကလင့်မဲ့သွားပျက်စီးခဲ့ရပါတယ်အင်နူပလီရင်ကျင်းမှုဆိုရင် လူရဲ့၅သန်းလောက်နေထိုင်ကြပြီးအစစ်မြင်တည်မှုတစ်ခုပါမြေအိမ်တွေလမ်းမကြီးတွေနဲ့ရေဆိုးစနစ်တွေပါတိဆောက်ထားကြတာပါဒါပေမဲ့ရေပြက်လက်ပြီးမိုးခေါင်ရေချဖြစ်လာတဲ့အခါဒီစီကားတဲ့မြို့ကြီးပျက်စီးသွားပြီးလူတွေတဖြည်းဖြည်းဆွတ်ပစ်သွားကြပါတန်တန်းကြီးလည်းအတလန်နစ်မြို့ကြီးကလည်းထိခဲ့ဘူးတယ်လို့ယုံကြည်ကြပြီးအခုထိရှောက်နေကြတော့မှပဲသူတို့ကစိတ်ကူးမြင်နိုင်အောင်အစင်းမြင်ခဲ့တယ်လို့ပြောကြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကြီးကရေအောက်ကိုနစ်မြုပ်သွားတာမျိုးဖြစ်နိုင်ပါတယ် အတလန်တစ်ကအရန်အောင်ဆင်းမြင်ပြီးစံပြမျိုးပြနဲ့အနီးဆက်ဆုံးဖြစ်တဲ့အတွက်ဆင်းရဲကြီးမားရေတက်နဲ့ရွှေငွေတွေအများကြီးပိုင်ဆိုင်တဲ့ဖာတိုက်ကျွန်းတစ်ခုထောကြပါတယ်။ပလီပလီဒိုကတော့အတလန်တစ်ဟာသူခင်မတိုင်ရင်နှစ်ပေါင်း900ကျော်ရှိခဲ့တယ်လို့ပြောခဲ့ဘူးလားဆိုတော့အရန်အောင်ရှေ့ကျရင်ကျွန်းမှုတစ်ခုပါလေ။ဒီကျွန်းဟာနင်းမြုပ်သွားတာဒါမှမဟုတ်ကြီးမားတဲ့ပြီးတော့ပေါက်ကွဲမှုကြောင့်သမုဒ္ဒရာအောက်ခြေရောက်သွားတာဖြစ်နိုင်ပါတယ်။ ူသားမျိုးနွယ်ရဲ့ဘွေးရမြေလို့ခေါ်တဲ့အာဖရိကမှာလေလူငယ်နှစ်တန်းပေါင်းများစွာကလေးအရှိခဲ့တဲ့ရည်ကျူးမှုတစ်ခုရဲ့အချွင်းကျန်နေရှိနေနိုင်ပါတယ်။အဲ့ဒီမှာလူသားရုပ်ကြွင်းတချို့တွေ့ရှိခဲ့ကြပြီးသူတို့ရဲ့သက်တမ်းကနှစ်ပေါင်း3000အနီး4000တိရှိပါတကယ်ဆိုရင်လူသားရုပ်ကြွင်းပေါင်း1000ကျော်တွေ့ရှိခဲ့တာပါ။တိတ်ပမြာရှင်တွေကလူသားတွေဟာဒီမီပေါ်မှာနှစ်တန်းပေါင်းများစွာကလေးကစတဲ့ပြောင်းလဲလာခဲ့ကြတယ်လို့ယုံကြည်ပါတယ်။ ျွန်တော်တို့မတိုင်ခင်အစိမ့်မင်ကြီးမှုများရှိကြလားအခုကျွန်တော်တို့ယဉ်ကျေးမှုခဏကြည့်ရအောင်ဆမှုလုပ်ငန်းနယ်ပယ်မှာခဏလေးအတွင်းဘလောက်မင်းမြန်တိုးတက်လာခဲ့လဲပေါ့အထူးသဖြင့်ဤပညာတိုးတက်မှုတွေပေါ့ဒီကျိုးကျေးဇူးတွေကတော့အချင်းတိုးလေးတွေမှာရခဲ့တာပါဒါဆိုကျွန်တော်တို့မတိုင်ခင်နှစ်ရာချီထောင်ချီဒါမှမဟုတ်တန်းချီရဲ့နှစ်တွေကကျွန်တော်တို့အစိမ့်မင်ကြီးမှုတစ်ခုတည်ရှိခဲ့တာဖြစ်နိုင်ပါတယ်သူတို့ဟာကျွန်တော်တို့မျိုးတွေလိုပဲအစိမ့်မင်ဤပညာမျိုးတွေတိဆောက်ခဲ့တာဖြစ်ပါတယ် theory ကကျွန်တော်တို့မတိုင်ကဘာပေါ်မှာတခြားဉာဏ်ရဲ့ရှိမျိုးစိတ်တွေရှိခဲ့ပူပါတယ်။နောက်ထပ်စဉ်းစားကြည့်မယ်ဆိုရင်နှစ်ပေါင်းဘီလီယံကြီးတဲ့ကာလတစ်လျှောက်မှာဒူသားမဟုတ်တဲ့တခြားဉာဏ်ရှင်မှုတစ်ခုကဘာပေါ်မှာရှိခဲ့ပူတာသိကြပါတယ်။ဒါပေမဲ့သူတို့ကနောက်ထပ်သိပ္ပံပညာရှင်တွေယုံကြည်ထားသလိုနေထိုင်ပြီးဘာမျိုးဆုံးခွာသွားတဲ့ဂျူသားတွေမဟုတ်တာတော့သိကြပါတယ်။အဲ့ဒီယဉ်ကျေးမှုကအရောက်အစိမ့်မြင့်ခဲ့တာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဂျူသားတိယူတွေကို ထောက်ခံသူတွေကတော့ သူတို့ရဲ့ပြောဆိုချက်တွေမှန်ကန်နေဆိုရက်သက်တည်ပတ်ချက်တွေရောမရှိပါဘူး။သက်တည်အထောက်အထားတွေနှစ်တန်းမောများစွာတွေကဖြစ်စီခဲ့တယ်လို့သူတို့ကပြောပါတယ်။ဒါပေမဲ့သူတို့ကတော့ရှေ့ခေတ်ဒီပညာတွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့တွေးရှိချက်တချို့ဖော်ရုံးနိုင်ခဲ့ပါတယ်။ဥပမာအနေနဲ့ရှေ့ခေတ်ဘိုက်ကင်းတွေဟာအခုခေတ်ကြီးပြတ်လို့ပဲအများအားတန်လက်အိမ်ပေါင်းသုံးခဲ့ကြပါတယ်။နောက်ပြီး1938ခုနှစ်မှာရှီအောင်သူတည်နာပညာရှင်တွေဘဂရမြို့အပြင်မှာညီအိုးတွေ ရင်းနှံစည်းအပိတ်တွေတန်ချောင်းတွေနဲ့လှုပ်ထားတယ်။ရှီယောင်းဘတ်တီနဲ့အထောက်ထားတွေတွေ့ရှိခဲ့ပါတယ်။ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2000ခရီးကလှုပ်ခဲ့တာပါ။ဒါပေမဲ့ဒီထက်ပိုပြီးထူးဆန်းတာလွန်ခဲ့တဲ့နှစ်ပေါင်းတည်တည်တမ8ဘီလီယံတန်ရှိရဲ့ရှစ်နျူကလ িয়ার တပေါင်းပုံနဲ့တွေ့တဲ့အရာတစ်ခုပါပဲ။1982ခုနှစ်အာဖရိကဂမ်ဘူနိုင်ငံအဲလူကိုမှပြင်သစ်ဆိုင်တို့ဘုရားယူရေနီယံတက်ထူကြတဲ့နေကိုတူးဖို့ခဲ့ပါတယ်။အဲဒီယူရေနီယံတက်ထူတူးဖို့နေရာ လွန်ခဲ့နှစ်၅လကတည်းကလေဘက်နဲ့ကြီးမားတဲ့နျူကလ িয়ার တပေါင်းပို့သူဖြစ်တယ်လို့ပြောကြပါဒီယူရီယံတက်ထူရိုင်းကတဘာဖြစ်စဉ်တစ်ခုရလဖြစ်ပေမယ်ယူရီယံပေါ်ကျအောင်မို့အရင်ထူးခြားတဲ့အချင်းကြီးအောက်မှာတပေါင်းပို့တစ်ခုမှာဖြစ်ပျက်ခဲ့ရမှာဖြစ်တဲ့အတွက်ကြီးမားတဲ့နင်းခုမှုရှိခဲ့ပါတယ်တချို့ကတော့ဘူမိပေဒါဆိုင်ရာခိုင်မာတဲ့အထောက်အထားအရာအဲ့ဒီဒေသမှာတရှိတဲ့ယူရီယံပေါ်ကျအောင်မို့ ပရီယံဘီလီယံခေတ်တော်ကတဘာနျူကလ িয়ার ကိုထမှုတဘောင်းမှုတစ်ခုအနေဖြစ်ပေါ်လာခဲ့တယ်လို့အတည်ပြုပါတယ်။ဒါပေမဲ့တူဖော်ရရှိတဲ့ယူရေနီယံဘူမိဗေဒပညာတွေနှုံမထားတာဒီထက်ယူရေနီယံ235ပေါင်မှုနည်းနေပါတယ်။တိပ္ပံမီနာစင်ရဒီဒေတာမှာလုံခဲ့နှစ်ပေါင်း2000ဘီလီယံလောက်ကတဘောင်းမှုတစ်ခုရှိခဲ့တယ်ဆိုတာတွေ့ရှိခဲ့ပါတယ်။တကယ်တမ်းတဘာဝတရားဆန်တဲ့နျူကလ িয়ার တဘောင်းမှုတစ်ခုကိုဖန်တီးခဲ့ရလား။ဒါမို့ဒီတဘောင်းမှုတွေကိုအသုံးပြုခဲ့တဲ့အစင်းမြင့် ရှင်းအောင်ရည်ကျင်းမှုတို့ခွေအပစ္စည်းကိုကျွန်တော်တို့သိခဲ့တာကကျွန်တော်မတိုင်ခင်တရှိခဲ့ပြီးကျွန်တော်ရဲ့ဤပညာတိုးတက်မှုကိုကျော်လွန်ခဲ့တဲ့ရှင်းအောင်ရည်ကျင်းမှုတို့ခွေအထောက်အထားတွေပို့ပြီးတွေ့ရှိလာဖို့ရှိပါတယ်။တိပ္ပညာရှင်တွေကကျွန်တော်တို့မတိုင်ခင်နှစ်တန်းပေါင်းများစွာကလေးကကဘာမှမနေထိုင်ခဲ့ကြတဲ့တရဝရီမျိုးနွယ်တွေကိုတတ်မှတ်နိုင်ပဲရှိပါတယ်။